့ဒီနောက်ဘက်တွေကဥစဉ်တော့လိုက်ဖက်မှုမရှိဘူးပေါ့နော်တို့ကြတော့ယောက်ျားကတိတ်တော်တယ်ယောက်ျားပိတတယ်အိမ်တော်ဦးစီးပိတတယ်ဥစဉ်တော့သင်္ဃာလောဝရတုံးမှာဘုရားရှင် ဟောတော်မူတဲ့အတိုင်းလင်ကျင့်ဝငါးပါးနဲ့ပြည့်စုံတဲ့ယောက်ျားမျိုးပေါ့မထေမေကင်းအနှင်းဥစ္စာ မိသမမဝသဆင်းရဲမြနိုးခြင်းငါအလင်ခြင်းရာဆိုတဲ့အတိုင်းမထေမဲ့ကင်းမယုံမသိမထေမမြင်မလုပ်ဘူးကိုအိမ်တော်ဘက်အမျိုးသမီးပေါ်မှာဟာဒီမိမငါပြီးပြီးရမှာပေါ့ဆိုတာမျိုးပါဘူးစားစားရရတိုင်ပင်ပြီးတော့သူ့ကိုအလေးအမြတ်ပြုတယ်နောက်ပုဂ္ဂိုလ်ကြီးလေးစားမှုရှိတယ်အနှင်းဥစ္စာတရားသမီးစိစဉ်ဥစ္စာကိုလည်းအမျိုးသမီးကိုယုံယုံကြည်ကြည်အပ်တယ် မိစ္ဆာမမဖောက်ပြန်မှုမရှိဘူးဝိစာစင်ရင်မြတ်လို့ခြင်းအဝိစာစင်နေပြစ်မထားရပြစ်မထားဘူးတချို့ရှိတယ်နော်မရခင်တော့လားဖူးဖူးကိုမော်ဒါလည်းရရောဒီကောင်မကသူ့အဆူရှာဖို့လိမ့်မယ်ဆိုတာမျိုးဖြစ်သွားအဲ့လိုမဟုတ်ဘူးလေနော်အမျိုးသမီးတွေရဲ့သဘောတဘာဝကဥစ္စာတော့ဘသူပဲဖြစ်ဖြစ်ကိုယ်အိမ်တော်ဘက်ကကိုယ်ကိုခယူးဆိုင်တယ် ခံစင်တာပဲအဲကြတော့ဒါကလော့ဂီကိစ္စတွေပါပဲဒါဘုရားဟောထားတဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့လည်းပဲတစ်ဆင့်ပြန်ဟောတယ်ပေါ့အဝိဇ္ဇာဆင်ဆိုတာဆင်ပြီးတော့ပေးရတယ်အဝိဇ္ဇာနဲ့ဩဒါလည်းငါ့အမျိုးသမီးနဲ့လိုက်မှာပဲဒါမှမဟုတ်ညှိကြိုက်တာဝယ်ဝှက်ချီဆိုအဲ့လိုမျိုးပေါ့နော်အယုဒ္ဓဇတ်ဝိဇ္ဇာဆင် မျက်နှိုးချင်းမျက်နှိုးချင်းနာရတယ်မရက်ဆက်ရအနိုင်မကျင့်ရအဲ့ဒီလိုပေါ့နော် ်အင်တော်ဥစေဝတရားနဲ့ပြည့်စုံတယ်လင်ကျင့်ဝတ်နဲ့ပြည့်စုံတယ်အဲ့လိုယောက်ျားမျိုးကိုရထားပါလေအမျိုးသမီးဘက်ကဖောက်ပြန်နေတယ်ဆိုရင်ဒီအမျိုးသမီးဟာဒီအိမ်တော်ဘက်ယောက်ျားကောင်းတယ်မတန်တဲ့အမျိုးသမီးမတန်မရအိမ်တော်ဘက်အမျိုးသမီးလို့ပြောရမှာဖြစ်တယ်ဒါပဲဥစဉ်တော့ဘောဒလမင်းကြီးရဲ့အိမ်မထဲမှာဘယ်လိုရှိသလဲဆိုတော့ဒီအမျိုးသားဘက်ကအိမ်တော်ဦးစီးပီတပြီးတော့ အမျိုးသမီးဘက်ကအိမ်တော်ဝတရားပြက်ကွက်တဲ့ညံ့ဖျင်းတဲ့အမျိုးသမီးဖြစ်နေတဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အနေထားမျိုးကိုအိမ်မက်ဝဒလာမင်းကြီးကမှတ်ခဲ့ဖို့လေဘလို့တော့ဆိုတော့သူ့အိမ်မက်ထဲမှာလူတစ်ယောက်ကတန်းပြင်ပေါ်မှာထိုင်ပြီးတော့သူကကျိုးတွေကျစ်ကျက်တဲ့ကျက်တဲ့ကျက်တဲ့ပြီးကျိုးတွေအောက်ချ အကျမ်းပြင်အောက်ကနေပြီးတော့အဲ့ခွေးမှတစ်ကောင်ကသူကြစ်ချသည်မတရေလုံးချိုးတွေကိုကြိုက်ဖြတ်စားတော့တယ်သူလည်းစားတယ်မစားဘဲနဲ့လည်းကြိုက်ဖြတ်ဆော့ပြီးတော့ပြက်တယ်အကုန်လုံးပြက်စီးကုန်တယ်အထက်ကလူကတော့ဘယ်မင်ပန်းမှကြက်တယ်ကြက်တယ်ပြီးတော့အောက်ကိုချတော့သူကပြက်စီးနေဒီမဲ့အချိုးပြာဘာပြောချင်တာလဲဆိုတော့ယောက်ျားဖြစ်တဲ့သူကတော့ဩ အိမ်တော်မှုစာဝင်နေပြီးလေအောင်ဟဲ့ပြီးလေအောင်ဟဲ့ဆိုအပြင်ထွက်အိမ်ရဲ့ပြင်ထွက်ပြီးတော့တခါတည်းပြင်ပြင်ပန်းပန်းလှုပ်ကန်ရှာဖွေးပြီးတော့ပဲဇနီးတဲ့ပြတဲ့ရသမီးကအိမ်တော်ဝတရားမကြည်ဘူးတဲ့အိမ်တွင်းမှုလို့တိမ့်ထုတ်သေးချာဆိုတော့အိမ်တွင်းမှုလုပ်ငန်းတွေကိုလောက်ကိုင်းယောက်ျားရှာပြည့်နေများကိုအပြောက်ပြက်အလေးအလွင့်မရှိရအောင်အာတေးသေးရှားရှားထုတ်ပိုးသိမ်းစရမယ်အစာအာမထုတ်ပိုးသိမ်းစရမရှိဘူး တခါတော့ဘာမှတိုင်းတိုင်းထွားထွားမရှိဘူးတခါတော့စားတော့သုံးဖြုံးဖြက်စီပြက်လို့ပြက်စီလုံးပြက်တယ်ကောပြက်စီကောဒါရင်မဲလားဆိုတော့မဟုတ်ဘူးတခါတော့လက်ကြီးမသိအောင်အပြော်ပါမှတ်လို့တော့ဟောဒီလူကြီးနဲ့နေရတာရိုးပါတယ်ဆိုပြီးတော့အရာတခြားယောက်ျားတော်ဘာလင်းကြီးရှာရသမျှပစ္စည်းကိုလင်းငယ်ကိုကျွေးပြီးတော့လဲအရာဖောက်ပြန်ကြတယ်တဲ့ ဒီအနေထားမျိုးတွေဖြစ်လာနိုင်မယ်လို့ဒီမဲ့ရှိပြီးအကျိုးကဒါကိုပြောတာနော်ဒါမငြိမ့်ပြတဲ့အိမ်တော်ဘက်တစ်မျိုးနောက်ဘက်ဦးဇင်းတို့ရှေ့ဆရာတို့ကြီးတွေကခပြားလေးစီတာအင်းပြင်းပေါ်လူလွန်ချလို့ခွေးညက်ကအောက်၌တာမတိရှာလုံးအဖျားကို စားကုန်တိတာလင်းကြီးမာရှာဖွေးစုယုံ ဣနေသူလင်ငယ်ထားလို့သာဆံရဟူတဲ့၍ကိုတုံး၍ပြပြုံဒီလိုကိစ္စတွေဖြစ်ပေါ်လာတဲ့အခါမှာတချို့တရားကြီးတွေဒေါသတိတ်ထွက်တတ်တယ်နော်ခါကြီးတွေတိတ်ဒေါသမထွက်ပါနဲ့ကိုကအိမ်တော်ဘက်အိမ်တော်ဦးစီးပိတာပါလေအိမ်တော်ရှင်မကအဲ့လိုဖောက်ပြန်ပြီဆိုရင်သူနဲ့တန်ရာတန်ရာဖြစ်သွားတယ်လို့ပဲအောင်းမိလိုက်ပါမှသိစင်းရည်စံမလို့ဒါတော့ဖြစ်ပြတဲ့တခုပြောပြမယ်အင်းဝခက်တော့ စစ်သူကြီးတယောက်ဟာအင်မတန်မှရဲရင့်တယ်တတိလည်းအင်မတန်ရှိတယ်သူကတိုက်ပွဲတိုင်းနဲ့စစ်သူကြီးတယောက်သူစနေတယ်ကိုသိတောင်းဝန်ကြီးတယ်လူလူလေးသိမရှိအောင်ထားတယ်တနေ့သူစစ်ထွက်သွားပြီတော့ပြန်လာတဲ့အခါအဲ့ဒီအမျိုးသမီးသူ့အိမ်တော်ပဲအမျိုးသမီးရအခြားယောက်ျားတယောက်နဲ့ပေါက်ပြန်ဘာပြရတော့ဘုရားရှင်တို့ဘာသာဘာဝဒေါသထွက်သွားတော့ဘောငါတလောက်လူလေးစိတ်မရှိထားရတဲ့အတိုင်းဒီမိမဘာလို့ဖောက်ပြရတာငါဓာတ်နှခုတ်တက်လိုက်ရဆိုသူဓာတ်ကင် ိုင်းမသူတွေးမိတိုက်တိုင်းနိုင်နဲ့ငါရဲ့ဂုံရှိတဲ့စက်တည်ရှိတဲ့ရဲရင်နဲ့အမှတ်သားဖြစ်တဲ့ဟောဒီဓာတ်ကိုဒီလိုမတန်မရမိမတယောက်ကိုမခုံနိုင်ဘူးသူနဲ့တန်ရတန်ရဖြစ်သွားတာပဲအဲနဲ့ဒီလူကိုသဘောကျတဲ့ဆိုသူနဲ့လိုက်သွားပြီးတော့ជីជីပြူပြူပေးစားလိုက်တယ်ဒါပဲတော့စိတ်ဆိုးနေဖို့မလိုဘူးလို့ပြောတာဟုတ်လားသူစဲလို့ဘလို့ဒါသူတို့တန်ရတန်ရဖြစ်သွားတယ်လို့ပဲမှတ်ရကိုနဲ့မတန်လို့ကိုနဲ့မထိုက်လို့ဒါတို့မနေရတာ နောက်တစ်မျိုးကြတာပါတော့ဆိုတာအမျိုးသမီးကတိတ်တော်တယ်တခါတည်းမိမကောင်းပိသတယ်မိကောင်းဖခင်သာသမီးမိမကောင်းပိသသို့သောရတဲ့လင်ကတော့တခါတည်းလင်ချင်းဝပျက်စီးမြေသမီးကမရချင်းဝ၅ဘာနဲ့ပြည့်စုံတဲ့အိမ်တွင်မှုလို့တိမ့်ထုတ်သေးချာမိစားချင်းဆောင်လျော်အောင်ဖြတ်ချီပြည့်ရင်မမို့ဘူးအားစုအိမ်သူကြက်စွာဆိုတဲ့အတိုင်းအဲဒီမှုလုံးကတည်းကြွချင်းနိုင်နေတယ် ိမိအိမ်မှာရှိတဲ့အိမ်ထောင်ပရိဘောဂတွေကိုလည်းမပြောက်ပြအောင်ထိမ့်သိမ်းဆောင်ရှောက်တယ်။မိစ္ဆာကျင်းဆောင်ဒါမေတ္တမိစ္ဆာစားတာမိမိအိမ်နောက်ဘက်ပေါ်မှာဖောက်ပြန်မှုလုံးဝမရှိဘူးသစ္စာရှိလျောအောင်ဖြန့်စီတခါတဲ့သူ့ဘက်ကိုယ့်ဘက်နော်ညံ့ညတ်တာဖြစ်အောင်တင့်လျောအောင်သာသမီတွေနဲ့သာသမီတွေအတွက်နှစ်ဖက်မိဘတွေနဲ့နှစ်ဖက်မိဘတွေအတွက်နှစ်ဖက်ဆွေမျိုးတွေနဲ့နှစ်ဖက်ဆွေမျိုးတွေအတွက်အားဆွေမျိုးမှဒီလိုမဟုတ်ဘူး နော်ဘယ်သားသမီးမှဒီလိုမဟုတ်ဘူးအိမ်တော်ရှင်မှပိတတယ်တခါတည်းစိတ်စိတ်ဆက်ဆက်အသေးသေးချာချာညံ့ညတ်တတ်ဖြစ်အောင်စီမံပေးတယ်ရည်ရည်မမှုတဲ့အိမ်တော်ရှင်မကောင်းပိတတယ်မပြည့်ဘူးတဲ့အိမ်တော်မှာအိမ်တော်ရှင်မကပြည့်ပြီဆိုတော့အဲ့အိမ်ဟာဘာမှတတ်တတ်ရဲ့ရဲ့ကြကြနာနာမဖြစ်တော့ဘီဘိုးချောင်းကြီးဘယုတ်ဒုက္ခအိခန်းတဲ့ကြီးဘယုတ်ဒုက္ခအိမ်ဥကန်ကြီးအမိုက်တွေပွားလန်းနေတော့ဖြစ်လိုက်မပြည့်ဘူး ဒါငါရဲ့အလုပ်ငါလုပ်ရမှာပဲဆိုပြီးအဲ့ဒီမှုလုပ်ငန်းတွေကိုမပြည့်မရလောက်ကန်တက်တယ်။ဒါရယ်မဲလားဆိုမဟုတ်ဘူး။တော့ကြားလောက်စားစီမျောဖို့ပြီးတော့မနေပဲမောင်တထမ်းမေတ္တရဆိုတဲ့အတိုင်းပဲကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့အဲ့ဒါအိမ်တော်ဦးစီးအမျိုးသားကိုလည်းကူညီတယ်ဒီလိုငါးပါးနဲ့ပြည့်စုံပါလျက်နဲ့အိမ်တော်ဘက်အမျိုးသားကတော့အင်မတန်မအောက်တန်းကြတဲ့သူတစ်ယောက်ဖြစ်တယ်။အိမ်တော်ဘက်အမျိုးသမီးကိုလည်းမထီမမြင်မယုံမသိလောက်တယ်။ ်ပစ္စည်းဥစ္စာတွေလည်းမအပ်ဘူးသူဟာသူဗျာပရာသုံးဆွဲတယ်နှလုံးမိမ့်မှာငါပေးเสียရလားဆိုတာမျိုးတခါတဲ့ကာမိတ္တပိစ္ဆာစားရလုံကျွေးပြီးအိမ်တော်ဘက်ပေါ်တစ္ဆာမရှိဘူးညနိုးမှုကျင်နာမှုကင်းပြီးတော့အင်မတန်မှရက်ဆက်တတ်တဲ့အနိုင်ကျင့်တယ်သူများသားသမီးယူထားပြီးတော့နော်ဒီလိုမျိုးတွေမတမ်းမရတွေဖြစ်လာကြတယ်ဆိုရင်ဒါမသိတော့ဘူးပေါ့နော်မြို့သမီးဘက်ကလည်းနှစ်နာတယ် ။ဒါပဲဦးဇနောရှေ့ဆရာတော်ကြီးတွေကအပြာစီထားခဲ့တယ်။ဒါကောသလမင်းကြီးအိမ်မက်ပါ။အိမ်မက်ကလည်းဘလို့သဘောမျိုးတော့ဆိုတော့ဦးဇနောတခါတဲ့ရွှေကွက်ကိုမြေခွေးကိုပေးလိုက်တာမြေခွေးဟာအဲ့ဒါကျင်ငယ်စွန့်ချတယ်တဲ့။အဲ့ဒါလို့နော်ဒီရွှေကွက်ဟာဖို့တန်တယ်။အမြတ်တနုစားသုံးသုံးဆွဲရမယ်လို့နားမလဲ။ဒီလိုပဲရွှေကွက်နဲ့တူတဲ့အဖို့တန်တဲ့အမျိုးသားသမီးကိုရပါလျက်နဲ့ မျက်မြန်တော်တို့တာပို့ထားရမယ်ဆိုတာသဘောမပေါက်တော့တခါတပစ္စလက္ခသုံးဆွဲနေတဲ့အလားလူတယောက်လူမျိုးဝေးတကောင်လိုမျိုးနော်အတိမရှိတဲ့အိမ်တော်ဘက်နဲ့ဖြစ်သွားတာဒါအုပ်စိုးရွှေဆရာတော်ကြီးတွေကသင်ကြီးရွှေစင် ရွှေလင်းပန်းကိုလာညဉ့်ညယုံမြေခွေးတံစွန့်ခြင်းငယ်ရေပြားထားတဲ့ကြာရဖြစ်ဟံ မြို့မမှန်မေထံကြောင့်သာဟောသာမကုံတန်းတို့မြို့မှန်သူကညာရင်ကိုတွင်းရဖြစ်လာမြေခွေရုတ်ထံရွှေကွက်တံစွန့်ပြန်ခြင်းငယ်ဤမိမ့်မမြတ်မှာလူမိတ်စာအရာထောင်လိုက်မည်